မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီဝင်ကိုရွေးကောက်ပွဲပြီးလို့တလကြတဲ့အထိခက်အပ်နိုင်ခြင်းမရှိသေးပါဘူးဒီသတင်းကိုတော့တာယာပေးပို့ထားပါတယ်ရှင်မန္တလေးမြို့မှာစီမင်သာရေးကော်မတီဝင်တွေအတွက်စက်တင်ဘာ25ရက်နေ့မှာရွေးကောက်ဝယ်ကျင်းပခဲ့ပြီးမယ်ကော်မတီဝင်တအုပ်ကိုကန့်ကွက်သူရှိလို့စစ်ဆေးနေတာကြောင့်အနိုင်ရကော်မတီဝင်တွေကိုဒီနေ့ထိခန့်အပ်တာဝန်ပေးနိုင်ခြင်းမရှိသေးပါဘူးကျွန်တော်၅မြို့နယ်ကဘာမှကန့်ကွက်မှုမရှိတဲ့၅မြို့နယ်ကိုလေဥတော့ဒီအခုဒီအခုကန့်ကွက်ထားတဲ့မြို့နယ်တစ်မြို့နယ် ဟိုစီစစ်ပြီးတော့မှပဲဒီကန့်ဝတ်ထားတဲ့ဟာတွေကိစ္စကိစ္စတွေအလုံးပြည့်ပြတ်ပြီးတော့မှပဲဥရောအခုလုံး6ညနေလုံးတပြိုင်တည်းဥရောဒီဝင်းညို့ဆိုးအဖွဲ့မှာဆိုးအဖွဲ့မန္တလေးတိုင်းဒေသကြီးဆိုးအဖွဲ့ဝင်းညို့ရှိမှာဥရောဒါချမ်းသစ္စာချိန်ဆိုတာတို့ဘာလို့ဒီကော်မတီဝင်တွေတပြိုင်တည်းလုံးအောင်ဖြစ်တဲ့အတွက်အဲခုနပြည်ထောင်စုမြို့နယ်ကဒီဥဆိုးအဟောင်းကန့်ဝတ်ထားတဲ့ဒီတညာစာကိစ္စတွေကိုဥရောစီစစ်ပြီးတော့မှပဲအထက်မြို့နယ်တွေရော6ညနေလုံးတပြိုင်တည်းဥရောဒါခန့်တော့အစီအစဉ်ထားပါတယ် ီပင်သားရနေနမိတ်အတွင်းကမြို့နယ်၆မြို့နယ်မှာပြည်ချစ်တကုံမြို့နယ်မှာရွေးချယ်ခံရတဲ့စီပင်ကော်မတီဝင်ကိုကန့်ကွက်တဲ့သူရှိလို့တရားဝင်စစ်စစ်နေတာပါဒီစီပင်ရွေးကောက်ပွဲဟိုကျင်းပပြုလုပ်တဲ့25ရက်နေ့ရပေါ့နော်25ရက်နေ့ရ25ရက်6လ2016နေ့ရဒီစနေရက်ကွယ်ပြည်တကုံမြို့နယ်စနေရက်ကွယ်တဲ့မဲယုံနေမှာဒီတရားမဲ့ပြုကျင့်မှုတွေဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အမြေပြင်မှာကွင်းစင်းစစ်ဆေးဆောင်ပေးဖို့ဆိုလို့ဒီအချက်၃ချက်နဲ့သူတို့ထပ်ပြီးတင်ပြလာ မန္တလေးမြို့ဒေသခံတချို့ကရွေးချယ်ထားတဲ့ကော်မတီဝင်တွေကိုအမြန်ဆုံးခန့်အပ်ပြီးမန္တလေးမြို့တော်တွေ့တဲ့ရည်အတွက်ဆောင်ရွက်ပေးစီခြင်းကြပါတယ်။ပြည်သူကရွေးချယ်တဲ့လူတွေကျွန်တော်တို့မန္တလေးမြို့မှာပြီးခဲ့တဲ့လပဲလောက်သွားလေတစ်လလောက်ရှိပြီပေါ့နော်တစ်လလောက်ရှိနေတော့ခုချိန်မှာကြီးကြီးကျွန်တော်တို့ဘာမှပြန်ပြီးကျွန်တော်တို့မတုံ့ပြန်နေဘူးเนาะကျွန်တော်ကတော့ကိုရွေးထားတဲ့လူတွေဆိုလို့ရှိရင်ပြန်ဒလောဆက်ပို့ပြီးတော့ဒီအနည်းနဲ့မြန်ဖြစ်စေချင်တာပေါ့เนาะသူတို့မှလည်းအကန့်အသတ်တွေရှိကြအောင်နားလည်တယ်သို့သောတလားလောက်တွင်မှာဆိုတော့သူတို့ကျွန်တော်တို့ public ကို inform ပေးဖို့လိုတယ်ဘာလို့လဲတော့ကျွန်တော်တို့ဟိုရွေးချယ်ထားတဲ့လူတွေကိုခန့်မှန်းမယ်ဆိုတော့ကျွန်တော်တို့ခုချိန်ဒီဘာမှမသိရတဲ့ဒီမဲပေးချက်ခဲ့တဲ့လူတယောက်အနေနဲ့ဟိုစိတ်မကောင်းဖြစ်မိတာတော့အငံ့မဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးဟိုဘာကြောင့်နောက်ကျလဲဆိုလဲဒီ information ပေးဖို့ဘာကြောင့်နောက်ကျလဲဆိုတာလဲနောက်ကျလဲဆိုတော့ကြောင်းပြောရမယ်ဖြစ်နိုင်လို့ရှင်တော့ကျွန်တော်တို့ဟိုကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လူတွေရောအစိုးရခန့်တဲ့လူတွေရောဒီချိန်မှာဟို public ကို inform လုပ်ပေးဖို့လိုပြီးလို့တော့ထင်တာပဲ မန္တလေးမြို့စီမံသားရေးကော်မတီဝင်၁၂ဦးကိုဒီနှစ်ဇူလိုင်လ9ရက်နေ့ကတာဝန်ကရနာခဲ့ပါတယ်။အတိခံအမဲကော်မတီဝင်တွေအတွက်တိုင်းအစိုးရနဲ့ရွေးကောက်ပွဲကော်မတီကရွေးချယ်နေစေပါ။မန္တလေးမြို့တော်တန်ရှင်းတရားဘိုးကလက်ရှိအချိန်ထိအားမရမှုတွေနဲ့လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ဒေသခံတွေကတုံ့သက်ပြောဆိုကြပါတယ်။ကျွန်မကတာယာပါရှင်။